ပထမအကြော်တုံးကလို့ဂုံမျိုးအုံးမဲ့ Belgian Ukraine ဒုက္ခဆုံးတနင်္ဂနွေည Nation League ABC Playoff ဒုတိယအကြော်ပွဲချိုသုံးသက်ချက် Georgia နဲ့ Armenia ည၈နာရီခွဲအဝေးကွင်း၃ဂိုးပြက်အနိုင်ကြောင့် Georgia ဟာတမ်းမစင်းရဖို့တေချာတလောက်ဖြစ်နေတယ်။ Armenia ကတော့မထူးဆက်ခင်းရမှာဖြစ်ပေမဲ့အိမ်ကွင်းမှာတော့ Georgia ကိုရှင်းမကစားနိုင်ဘူး။ဒါအပြင် Armenia ရဲ့အဝေးကွင်းခံစစ်ကလည်းအားနေပါလေ။ တလုံး30အရှုံးပေါက်တဲ့အင်ရှင်အရေးအောက်သာခိုလုံရမှာပါဟန်ဂေရီနဲ့တူရကီည17နာရီခွဲတုံးကိုတကိုးနဲ့ရှုံးခဲ့တဲ့ပထမအကြော့အဝေးကွင်းအရှုံးကြောင့်ဟန်ဂေရီဟာအင်ကွင်းမှာဖောင်ဖြက်လာမှာပါဟန်ဂေရီဟာအင်ကွင်းမှာနောက်ဆုံး73ပွဲဆက်လည်းမရှုံးခဲ့ပါဘူးတူရကီကတော့အဝေးကွင်းရလက်မတည်ငြိမ်သလိုအဝေးကွင်းကန်ဆယ်လေးအားနေပါလေအင်ရှင်နဲ့ပဲလေဗယ်တစ်ဆင့်ရင်းကြည့်မယ်ဆာဖီးယားနဲ့အော်စတီးယားည17နာရီခွဲ ။ဆာဗီယာဟာပထမအကြော့အဝေးခွင်းမှာဖိကစားခံခဲ့ရပေမဲ့ခြေပါကိုသွင်းယူပြီးတရေယူနိုင်ခဲ့တယ်။အုပ်စုအစဉ်လုံးကတော့ဆာဗီယာဟာအင်ကွင်း၃ခွဲစလုံးမှာပေးကူမရှိခဲ့ပါဘူး။ဩစတြီးယားကတော့အုပ်စုအဆင့်အဝေးခွင်းမှာရလတ်မတည်ငင်ခဲ့ဘူးအမားမခံကစားကြမှာမို့ဂိုးပေါင်းစီနှလုံး65အရှုံးနဲ့ဒီပွဲမှာဂိုးအောင်နဲ့စွန်စားမယ်စကော့တလန်နဲ့ဂရိညာ17နှစ်ခွင်းပထမအကြော့အဝေးခွင်းမှာတော့စကော့တလန်ဟာ တော်မီနီရဲ့တလုံးနဲ့သော ပန်နရီဂိုးနဲ့အနိုင်ရထားပါတယ်။နောက်ဆုံးအင်္ဂွင်နှစ်ပွဲမှာလဲစကော့တလန်ဟာပေါ်တူဂီနဲ့ခရိုအေးရှားတို့လိုအသင်းတွေကိုတော့ဂိုးမပေးခဲ့ရဘူး။ဒါကြောင့်ပြန်နိုင်မှဖြစ်မဲ့ဂရိဟာစကော့တလန်ကိုဂိုးသွင်းနိုင်ဖို့ရုန်းကန်ရအောင်မှာပါ။ဂိုးပေါင်းစင်းနှလုံး40အရှုံးဖွင့်ထားသလိုဂိုးအောက်ကသာပူတည်ကြနိုင်နေ။ဘယ်လ်ဂျီယမ်နဲ့ယူကရိန်းညနှစ်နာရီ15 နီးပြတဲ့ပွဲဥထွက်ဖြစ်တဲ့ပထမအကြောမှာဘဲဂျီယန်ဟာလူကာကူရဲ့ဂိုးနဲ့စဦးဆောင်နိုင်ခဲ့ပေမဲ့သွန်ကိုပြန်ပေးခဲ့ရတယ်ဆိုတော့အင်ကွေးမှာဘဲဂျီယန်ဟာမထူးဆက်ခင်းရတော့မှာပါတစ်ဖက်မှာယူကရိန်းကလည်းခန်းစစ်ကစားတက်တဲ့အသင်းမျိုးမဟုတ်ပါဘူးဂိုးပေါင်းစင်းတုံးလုံး90အနိုင်ရှိသလိုဂိုးပေါ်ကသာပိုကောင်းမှာပါအိုင်စလန်နဲ့ကိုဆိုဘိုည17နာရီခွဲအိုင်စလန်ဟာပထမအကြောအဝေးကွင်းမှာ နှစ်ကိုတကိုနဲ့ကက်ရှုံးထားတာပါအုပ်စုဒုံကတော့အိုက်စလန်ဟာအုပ်စု၃ဘဲစလုံးမှာအနိုင်ဆုံးနှစ်ကိုနှုံသွင်းနိုင်ခဲ့တဲ့အဝေးကွင်းခံစစ်ညက်နဲ့ကိုစုဘူအတွက်ခက်ခဲတဲ့ဒုတိယကြော့ဖြစ်လာမှာပါလေဗယ်60ပေါက်တဲ့အိုက်စလန်ပြန်နိုင်ပါလိမ့်မယ်စလိုဗေးနီးယားနဲ့စလိုဘက်ကီးယားည7နာရီခွဲပထမအကြော်တုန်းကနှစ်သင်းစလုံးအကျိတ်အနေနဲ့ဂိုးမရှိတရေရနဲ့ထွက်ထားတယ်ဒီလိုအခြေအနေကြောင့်ဒုတိယအကြော်မှာနှစ်သင်းစလုံးအမားခံကြမှာမဟုတ်ဘူး သူတို့ဂျားကနောက်ဆုံးတွေ့ဆုံမှု6ပွဲမှာလေ9ပွဲကဂိုးနှဲခဲ့တာပါဂိုးပေါင်းစင်းနှလုံး25အရှုံးနဲ့ဒုတိယကြော့မှာလေဂိုးအောက်ထပ်ဝင်နိုင်ပါလေအိုင်ယာလန်နဲ့ဘူဂေးရီးယားညက်2နာရီ55ပထမအကြော့အဝေးကွင်းမှာတုန်းကအိုင်ယာလန်ဟာ6မိနစ်မှာတည်းဥဆောင်ကိုပေးခဲ့ရပေမဲ့ပထမပိုင်းတွင်းမှာတည်းနှစ်ဂိုးပြန်သွင်းပြီးအနိုင်ရလက်ထိန်းချုပ်နိုင်ခဲ့ပါလေဘူဂေးရီးယားကတော့တိုက်စစ်ပိုင်းရုန်းကန်နေရတဲ့အသင်းပါပိုဖွင့်ရမယ့်အခြေအနေလေးဖြစ်နေလို့ဘူဂေးရီးယားဟာဂိုးရဖို့ထက် ကိုပေးရဖို့များပါလေတလုံး90အနိုင်ပေါက်တဲ့အာရလန်အသင်းပဲထပ်နိုင်မှာပါကြီးစုပေးခဲ့တာကျေးဇူးများတင်ပါတယ်